chicken banana chicken banana chicken banana 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 timmy we. timmy chicken banana ပထမဦးဆုံးငပြောသီးကိုဟင်းချက်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့စီမှာကတော့ဟင်းချက်မယ်ဆိုလို့ရှိရင်ရခိုင်ငပြောသီးကိုအဓိကထားပြီးသုံးပါတယ်ငပြောသီးအစိမ်းတွေကိုအခွန်ခွာပြီးတော့လီထားပေးပြီးတော့အိုးထဲထည့်ပြီးတော့ရေထည့်ပြီးတော့9မိနစ်လောက်တည်ထားပေးလိုက်ပါမယ်အဲ့ဒါမှအဖန်ရေတွေထပ်သွားအောင်ပါခရမ်းကျင်သီးကြက်သွန်ပြူနဲ့ကြက်သွန်တွေကိုငြိုသီးသိမ်းနည်းနည်းပါလီထားပေးမယ်ပေါ့နော်ငပြောသီးပြုတ်ထားတာ9မိနစ်လောက်ရှိပြီဆိုလို့ရှိရင်ဒဲအိုးထဲမှာစီထည့်ပြီးတော့အရင်ဆုံးကြက်သွန်တွေကိုစီတက်မယ်ပြီးရင်ကြက်သွန်ဖြူပြီးွားရင်တော့ငြိုသီးအစိမ်းမုတ်စနွေးမုတ်စား ဇီယာမုတ်ဖာလာစိ2စိလောက်နဲ့မဆလာ2စွန်အားလုံးကိုစီတက်ပေးပြီးတော့အနံမွေးလာရင်ခရင်တစီပါထည့်ပြီးစီတက်လိုက်မယ်ဒါတွေအားလုံးနူးသွားအောင်လို့ရေထည့်ပြီးတော့တည်ထားပေးလိုက်ပါတယ်အားလုံးကနူးပြီးတော့ဟင်းနှစ်ပြပြလေးရပြီဆိုလို့ရှိရင်ဒိန်ချင်းလေးနည်းနည်းထည့်ပါမယ်ဒိန်ချင်းရဲ့အရသာထည့်အောင်လို့တော့တခြားထည့်လိုက်ပါတယ် ဟင်းအနှစ်လေးရာပြစ်ပြစ်လေးဖြစ်သွားရင်တော့ခုနကပြုတ်ထားတဲ့ငပြောသီးအစိမ်းလေးတွေကိုထည့်ပြီးတော့ခနာလေးတည်ထားပေးလိုက်မယ်။မြူသီးစိမ်းလေးပါအုပ်ပေါ့နော်။ငပြောသီးတဲ့ကိုအရသာလေးဝင်သွားပြီဆိုရင်နန်းနန်းမြများများလေးအုပ်။အနံ့အရသာနဲ့အားလုံးပြည့်စုံသွားပြီဆိုရင်တော့ငပြောသီးအစိမ်းဟင်းလေးတစ်ခွက်ရပြီဖြစ်ပါတယ်။ဒီဟင်းလေးကအိန္ဒိယစတိုင်လေးချက်ထားတာပဲဖြစ်ပါတယ်။ဒီဟင်းနဲ့လိုက်ဖက်အောင်လို့တော့ကျွန်တော်ကစက်သားကင်ကိုဒင်းချင်းအချင်းလေးနဲ့လုပ်မှဖြစ်ပါတယ်။ပထမဆုံးစက်သွုံဖြူနဲ့ ခြင်းကိုဓာပြရိုက်နုံနုံစင်နာမယ်ကျွန်တော်ကတော့ကြက်သားအသားတွေပဲသုံးထားပါတယ်ကြက်သားတွေထဲ အဟင်းရွက်မုံစာမြို့သီးအစိမ့်မုံသနင်းမုံငရုတ်ကောင်ဇီယာမုံတကြပိုးကောင်မုံမဆလာများများလေးထည့်ပြီးတော့တေချာလေးနဲ့ပြီးတော့မှဒင်ဂျင်တဝက်ကြံသားလေးကိုထည့်ပြီးတော့အရသာဝင်သွားအောင်လို့15မိနစ်လောက်နှတ်ထားပေးလိုက်ပါမယ်ပြီးွားရင်တော့မီးသွေးမီးအေးအေးလေးနဲ့ကင်းပေးလိုက်ပါမယ်အကြက်ညီစေရန်ဟိုဘက်ဒီဘက်လှန်ပေးလိုက်ပြီးတော့ကျွန်တော်တို့ပကံများလေးထည့်ထားမယ်ပေါ့ဒါနဲ့စားဖို့အတွက်ဒင်ဂျင်အချင်လုံးမှာဖြစ်ပါတယ်ပူစီနံများများနန်းနံမင်းများများနဲ့စာဟင်းရွက်မုံမဆလာဇီယာမုံ တမယာသည်ထည့်ပြီးကြိတ်ပေးလိုက်မယ်။အားလုံးရသွားပြီဆိုတော့မှဒင်ဂျင်နည်းနည်းထပ်ထည့်ပြီးတော့ထပ်ကြိတ်ပေးလိုက်ပါမယ်။ဒါဆိုရင်တော့ကြက်သားကင်လေးနဲ့ဆားလို့ရတဲ့ဒင်ဂျင်အချိန်လေးတစ်ပွဲရပြီဖြစ်ပါတယ်။ဒီနေ့ကတော့ chicken banana နဲ့ထမင်းမိန်လိုက်ပါအောင်မယ်ခင်ဗျာ။ကျွန်တော်ကတော့အခုအချိန်ထိငပြိုးသီးကိုချက်ထားလို့ရမယ်ဆိုတော့မသိဘူးပေါ့နော်ဒါပေမဲ့အခုလိုမျိုးလေးချက်ထားကြည့်ရလောကရှယ်ကောင်းပါကြက်သားကိုလည်းစီပြန်ဟင်းနေမစားခြင်းဘူးဆိုလို့ရှိရင်အခုလိုမျိုးလေးကြော်စားကြည့်ပါခင်ဗျာအခုလိုမျိုးလေးကြော်စားကြည့်ပါခင်ဗျာဒါဆိုရင်စားပြီးတော့ဆွဲတော့မယ် ိုးစီရနဲ့ငပိရတော့မပါဖြစ်ပါတော့နော်မဆလာလေးနဲ့ဖွဖွေရာဆက်ဆက်လေးပေါ့စားကြပါအောင်ခင်ဗျာอืมครับกองๆดูอ่ะเป็นอูโลโลอาลูโลโลนะซิซิเลอืมอืมกองๆมา 然后就得到，然后再来拍的，今年呢不是呢，啊钱，知道吧？什么？嗯，讲了。讲了。嗯，先投了。 လူပြီးသိငပြီးကြလေးရတော့ဆွဲလာအောင်ပါဒီဟင်းနေနဲ့တော့မရစက်ဘူးပေါ့နော်မပြီးရင်မပါရကျွန်တော်ကတော့ဒါလေးပါမှခင်းဆောင်ဝင်အိပ်ပြောဟုတ်ဟာကောင်းနော်ဒီလိုပြောအပူမျိုးမပြောသေးရင်ဒီလိုလေးချက်စားတသားလေးကိုဒီလိုလေးကင်စားလုံးဝကွက်တိမက်ဆေ့ချ်ထိမိကူတယ်

ောင်းတော့ကွာစသားလေးဆိုတာလဲနင်းနှက်ထားတော့နူးညံ့ပြီးမှုေးကြိုင်းဒီတင်ကျင်တဲ့ပူစီနဲ့အချိန်လေးနဲ့ရတယ်လုံးဝကွက်တိမစီထိမိကွိနားလည်းပါတို့ကြရမှာမသိဘူးအစည်းလိုက် ။မတော်ဒီနေ့ chicken banana ဟင်းလေးနဲ့လုံးဝကွက်တီမက်ဆီထိမိပြပါပါလေ။နောက်နေ့ကြလို့ရှိရင်ဒီလိုဟင်းလေးတွေချက်စားကြည့်ပါဦးခင်ဗျာ။အရင်ကသမင်းနေပြီးစားလို့အရင်ကောင်းပါလေ။ကွက်တီမက်ဆီထိမိကွီပဲ။